ဝဲမင်္ဂလာပါရှင်မီနီဝေါ်လက်ကလေးစထုတ်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုး core check ပေါ့နော်ဒါကတော့ညှက်လက်စဟာလေးနည်းနည်းပူတာလေးတွေကနေစပြီးညှက်တာပေါ့နော်ကိုကတော့ core check အကြီးဝယ်မယ်ဆိုလို့ရှိရင်တော့စညှက်ရမှာပေါ့အဲ့တော့ဒီလိုမျိုး wallet ကိုအရင်ဆုံး200ချမယ်နော်200ချမယ်ဆိုတော့ဒီဘက်ဘေးလေးကိုအတိလေးချမယ်နော်မှတ်မယ်အစွန်အတွက်ကြီးအရင်အပုံမယူနော်ဟိုဘက်ဒီဘက်အတိနော်အတိပဲယူမယ်ပြီးသွားရင်ဒီကောင်လည်းဒီလိုပဲကိုေးလိုက်ဒီနှခမ်းကဒီကနေအတိနော်အဲ့လိုအတိ ဒီကောင်လည်းဒီလိုပဲဒီဟာနဲ့အတိအဲဆိုတော့ဒီမှာပေါ့အဲဆိုရင်စပြီးတော့ညှက်မယ်နော်အတိပဲနော်အတိပဲယူမယ်ပုံမီဘူးပုံယူလို့ရှိရင်နဘေးကွမာကြီးဘာရင်လဲဆိုထော်ကုန်လိမ့်မယ်ပေါ့နော်ညှက်ချလိုက်ပြီဒီလိုပုံလေးပေါ့ဒီဘက်ကလည်းမှတ်ထားတာဒီနားလေးမှာဆိုတော့ဒီလိုလေးညှက်ချလိုက်မယ်ဆိုရင်ဒီမှာဒီလိုမျိုးလေးကွက်တီလေးပေါ့နော် အတီလေးရပါတယ်လိုလေးရရနော်အကြကမှာမဘေးလေးတွေကိုလိုက်ပြီးတော့ညှိမယ်မဘေးလေးတွေကိုညှိမယ်ဆိုတော့ဒီမှာအတက် ဘေးလေးတွေညှက်ထုတ်ပြမယ်နော်ပြီးတော့ဒီထောင်ဆောင်အပေါက်ကလေးတွေအကုန်လုံးကိုလေးဘက်စလုံးကိုဒီလိုမျိုးတစ်ချခုကိုညှက်ထုတ်ပြမယ်လေးဘက်စလုံးညှက်ထုတ်ပြမယ်နော်ဒါဆိုရင်ကော်ချက်ညှက်တဲ့အပိုင်းပြီးသွားပြီနော် ခုဆိုဗလုံးလေးပတ်တန်ချတာကိုပြန်มาဖြစ်ပါတယ်ဒီဗလုံးလေးကိုတစ်ချက် screen shot ယူထားပါတော့ပြီးရင်ဗလုံးရဲ့အကျယ်လေးကတော့22ကွယ်22ကွယ်ရှိတယ်ပေါ့နော်အဲ့တော့ကို့မှာကဒီလိုမျိုးစာရွက်မရှိဘူးဆိုရင်စာရွက်ကိုမြင်းညောင်23ချောင်းနဲ့22ချောင်းချရင်ဒီလိုမျိုးဆွဲလို့ရတယ်ပေါ့နော်အဲ့ဆိုတော့ကော့ချက်ပေါ်မှာအရင်ဆုံးဆွဲပြမယ်နော်အပေါ်ဆုံးဒီအပေါ်နှမောင်းလေးအရင်ဆွဲမယ်နော်အပေါ်ကဘောနှမောင်းလေးကနှစ်ခုနှစ်ခုနော်ဆက်ထားလိုက်မယ်တစ်ခုနှစ်ခုနှစ်ခုနော်ဒီလိုနှစ်ခုနှစ်ခုပြီးရင်အောက်ကိုတစ်ချောင်းလေး၃ခုဆင်မယ်၃ခုဆင်မယ်၃ခုဆင်ပြီးသွားရင် သုံးခုစင်းပြီးပါရင်အောက်မှာနှစ်ခုကျော်သုံးခုမြောက်မှာတစ်ခုနောက်လေးမှာတစ်ခုပြီးပါရင်နောက်မှာတစ်ခုနောက်မှာတစ်ခုပြီးပါရင်ဒီဘက်မှာနှစ်ခုစီဒီလိုပုံလေးဒါဆိုနှမောင်းလေးပြီးပါပြီဒီဘက်ကနှမောင်းလေးအဲကြောင်မှာအောက်ကတခြားအရာကိုတစ်ခုထပ်ထည့်မယ်နော်တခြားအရာတစ်ခုထပ်ထည့်မယ်ဆိုတော့တခြားအရာကဒီမှာအောက်က1 4 5ခုနော်5ခုအဲကြောင်ဒီမှာ1 2 3 4 5ခု5ခုပြီးသွားရင်ဟိုဘက်ဒီဘက်နှစ်ခုစီထုတ်ပြီးတော့အလဲကောင်ကအတူတူပဲ ဟိုဘက်ဒီဘက်နှစ်ခုစီထုတ်ပြီးတော့လက်ငယ်ကောင်းကအတူတူပဲတဒံเนาะအပြင်အကူတစ်ချက်စီစင်းမယ်အကူဒီလိုမျိုးတစ်ချက်စီစင်းမယ်စင်းပြီးတော့ဒီအလယ်ကောင်းကလည်းဒီလိုမျိုးပဲတစ်ဆက်သေးသွားမယ်သွားမယ်ပြီးသွားရင်အကူအောက်အတိုင်းမယ်အတိုင်းမယ်နှစ်ကြောင်ဆက်သွားမယ်ဒါဆိုရင်ဒီလိုမျိုး၄ချောင်းပြီးသွားပြီเนาะ၄ချောင်းပြီးသွားပြီ၅ချောင်းရောက်မှလည်းဒီလိုပဲတစ်ဆက်ထဲသွားအောင်မယ်เนาะ၅ချောင်းရောက်မှလည်းတစ်ချက်တစ်ချက်ဒီလိုမျိုးတစ်ဆက်ထဲသွားအောင်မယ် ကဲလို့ကိုဆွဲတာမှားသွားလို့ရှိလို့ရှင်ဟိုပါနဲ့နော်လက်ထက်ဖြတ်ဆေးလေးနဲ့ပြန်သုံးပြီးဖြတ်လို့ရတယ်နော်မှားတာတော့မှားတယ်ဒီမှာကိုဆိုလို့ရှင်ဒီလိုမျိုး correction နဲ့တော့ပြန်ဖြတ်ထားတယ်အဲ့တော့ပြီးသွားရင်ဒီအကူထဲဆင်းပြီးတော့၄ခု၄ခုပြင်တစ်ပေါက်ကျော်ခဲ့မယ်သူကတခြားအရာမဟုတ်လို့နော်လေးခု1 2 3 4 4ခုပြီးရင်တပေါက်ကြော်ခဲ့မယ်။တပေါက်ကြော်ခဲ့ပြီးတော့3ခု1 2 3 3ခုပြီးရင်နောက်ထပ်တပေါက်ထပ်ကြော်ခဲ့မယ်။ကြော်ခဲ့ပြီးတော့1 2 3 4အဲ့ဒီတပေါက်ကြော်ခဲ့တဲ့နေရာလေးမှာကတခြားအယောင်သုံးပါနော်။ခြားအယောင်သုံးပါတော့ဒီအပြာလေးမှတ်လိုက်မယ်နော်။ဒါကဟိုပါပေါ့မျက်လုံးလေးလိုပါးလေးလိုပေါ့နော်။အဲ့တော့ အဲ့ဒါပြီးသွားရင်ဒီမှာဒီနေရာမှာတခြားအယောင်လေးတွေဝင်မှတ်ခဲ့ပြီးလိုက်မယ်နော်ဒီမှာဒီဇောင်းလေးပြန်သွားမယ်ဒီဇောင်းလေးပြန်သွားမယ်နှစ်ခုနှစ်ခုဒါပါးနီလေးပေါ့နော်ပါးနီလေးစိုးမဲ့နေရာလေးတွေပေါ့ဒီလေးခုလေးကတော့ပါးနီလေးဒီနှစ်ခုကတော့မျက်လုံးပေါက်ကလေးဒါမျက်လုံးပေါက်ကလေးဆိုတော့အနက်ကလေးပဲထည့်မယ်နော်ပြီးသွားရင်အောက်မှာနှစ်ခုကျော်တင်းနဲ့သုံးခုမြောက်တဲ့နေရာမှာနောက်ထပ်တစ်ယောက်တင်းတင်းနဲ့သုံးဒါဆိုရင်ဒီလိုလေးဒါကတော့ပါးစပ်ကလေးပေါ့နော်ပါးစပ်ကလေးဒီလိုပုံလေးရအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်အဲ့အနီလေးတွေပြန်ပြန်ပြန်ဖြည့်မယ်နော်အနီလေးတွေပြန်ဖြည့်မယ်ဆိုတော့ဒီမှာက၃ခု ဒီအောက်မှာကဒီအလေကောင်လေးတွေကိုအနီလေးတွေဖြည့်မယ်ဒီမှာ၅ခုဒီအောက်မှာလည်း၅ခု၃၄၅ဒီမှာလေးက၃ခုနော်၃ခုအဲ့လိုလေးပြီးပြီဆိုရင်ဒီဘက်ဘေးလေးကိုတစ်ခါပြန်လာမယ်၂ခုပဲဘေးမှာက၂ခုပြီးရင်ဒီအောက်မှာကနောက်ထပ်၂ခုပဲဘေးမှာ၂ခုမှာအောက်မှာကဒီမှာ၁ခုနော်၁ခု၁ခုပြီးသွားရင်အောက်မှာဒီဟာလေးရဲ့ဘေးမှာက၃ခု၁၂၃ခု ဒီမှာကဒီဒီရလေးရပြီးမှာ3ခုဒီရလေးရပြီးမှာလည်း3ခုပဲဒီနှစ်3ဒီနှစ်ခုရပြီးမှာကတစ်ခုနော်ဒီလိုပုံစံလေးအဲဆိုရင်လေဒီဘက်ကိုလည်းဒီလိုပဲထပ်ဆွဲမယ်ဒီနှစ်ခုရပြီးမှာကနှစ်ခုနှစ်ခုပြီးရင်ဒီနှစ်ခုရပြီးမှာကတစ်ခုပြီးရင်ဒီအောက်မှာက3ခုဒီနှစ်ဟုတ်ကူ၃ခုရဲ့ဒီ၃ခုပဲပြီးမှလဲဒီနည်း၃ခုဒါဆိုခေါင်းပိုင်းလေးเนาะခေါင်းပိုင်းလေးပြီးတော့မယ်ပေါ့အားပြီးလို့ရှိရင်ဒီအောက်ကိုပြန်ဆင်းမယ်၅ခု၁၂၃၄ဒါဆိုရင်ဒီမှာတစ်ခု 5ခုเนาะဒီလိုပုံစံမျိုးလေးအဲ့ဒါလည်းပြီးရောဒီဘက်ကဒီဘက်ကတခြားအရာအတောင်မန်လေးအတောင်မန်လေးကိုပြန်ပြီးတော့ဆွဲမယ်เนาะဒီဘက်ဒီဘက်အတောင်မန်လေးပြန်ဆွဲမယ်အဲ့တော့အတောင်မန်လေးပြန်ဆွဲမယ်ဆိုတော့ဒီ shopping အပြာကိုပြန်ယူရမယ်ပြန်ပြန်ယူရမယ်ဆိုတော့ဒီမှာပြန်ကြည့်မယ်เนาะပြန်အောင်ပြန်ကြည့်မယ်ဆိုတော့ကတဲ့ဒီဘက်2ခုရဲ့ဒီဘက်2ခုကြောင်းမှာ2ခု2ခုရဲ့ဒီဘက်2ခုကြောင်းမှာဒီလိုမျိုးလေး2ခု2ခုเนาะအဲ့2ခုရဲ့ဘေးဒီဇောင်းလေးอ่ะတစ်ခုအောက်ကိုတစ်ခုပြီးရင်ဒီအောက်ကိုတစ်ခုအတိုင်းလေးဆက်ဆွဲသွားမယ် နှစ်ခုရဲ့ဘေးမှာကနှစ်ခုဒီမှာက၄ခု1 2 3ဒီမှာက၄ခု၄ခုရဲ့ပြီးတော့ဒီဘက်မှာကကြာတော့1 2 3 4ညောတစ်ခုလုံးနေဘလို့ပဲဒီမှာနှစ်ခု၄ခု၅ခု၅ခုเนาะနှစ်ခု၄ခု၅ခုကျင်းရတဲ့ခါကျလဲသွားတယ်เนาะ၅ခုဒီမှာ6ခု6ခုပြီးပါရင်အကူဒီမှာအကူပြန်ဆင်းမယ်တစ်ခု1 2 3 4 5 6ခု1 2 3 4 5 6ခုဒါဆိုနေတယ်เนาะ ခွန်ပြီးသွားရင်ခွန်ပြီးသွားရင်ဒီဘက်ကတစ်ခုရဲ့အောက်ကိုတစ်ခုကျော်မယ်1 2 3เนาะ3 3ပြီးသွားရင်အောက်ကို4ခုစီနှစ်ခုယူမယ်1 2 3 4ဒီမှာဆိုလေ1 2 3 4 4ပြီးသွားရင်အောက်မှာနှစ်ခုဒါဆိုအတောင်ပိုင်းလေးတစ်ချမ်းပြီးသွားပြီเนาะအတောင်ပိုင်းလေးတစ်ချမ်းပြီးသွားပြီဆိုတော့သူကဒီမှာကပြီးသွားပြီဆိုလို့ရှင်တဲ့ဒီဒီမှာကဒီဒီပြီးသွားပြီเนาะဒီဒီပြီးသွားပြီဆိုတော့အနက်ပြန်လာမယ့်နေရာလေးဒီနားမှာရှိသေးတယ်เนาะအဲ့ဒါပြီးမှာ ုကုကုခါရဲဆွဲသွားလိုက်ရတယ်တော့တင်းနဲ့တော့အဲငါအဲ့တော့နောက်ထပ်တောင်မှတစ်ဖက်ထပ်ဆာမယ်နော်တောင်မှတစ်ဖက်ထပ်ဆာမယ်ဆိုတော့ဒီမှာဒီနှစ်ခုရဲ့နှစ်ခုကျော်မှာနောက်နှစ်ခုနောက်ထပ်နှစ်ခုဒီမှာပေါ့နှစ်ခုနှစ်ခုရဲ့အောက်မှာ၄ခုတင်းနဲ့တော့၄ခုနော်အဲ့ဒီ၄ခုရဲ့အောက်မှာက၅ခုဆိုတော့ဒီဘက်ကိုတစ်ခုတက်၅ခု၅ခုပဲပြီးမှ6ခုတင်းနဲ့3 4 5 6ခု6ခုပြီးရင်ဒီအောက်ကိုတစ်ချက်ပြီးရင်ဒီဘက်ဘေးထိဆွဲလိုက်ခုနှစ်ခုเนาะ ခုနှစ်ခုပြီးသွားရင်ဒီအောက်ကိုသုံးခုပြန်လာမယ်ဒီနဲ့ဒီဘက်လိုပဲသုံးခုပြန်လာမယ်ဆိုတော့ဒီဒုတိယဒန်းနေပြီးတော့တင်းနဲ့သုံးခုပြန်လာမယ်နော်ဒုတိယဒန်းနေသုံးခုပြန်လာမယ်သုံးခုပြန်လာပြီးရင်ဒီအောက်ကတင်းနဲ့လေးခုလေးခုလေးခုဆိုတော့နောက်နှစ်ခုဆက်ဆိုရဲဒီဘက်ဘေးကိုတင်းနဲ့သုံးလေးဒီမှာလည်းလေးဒီမှာကြတော့ညဒါဆိုရင်ပထုံးဝင်နောက်ထပ်အတောင်မှာတစ်ဖက်ထပ်ပြီးသွားပြီနော်ထပ်ပြီးသွားပြီဆိုတော့ကဒီအလဲကောင်မှာတို့ဟိုပါလေးတွေအနီလေးလိုက်ချီရမယ်တချောင်းရှိမယ်နောက်ထပ်အနက်တချောင်းရှိမယ်အနက်တချောင်းကဒီကဒီကဆိုတော့ဒီမှာအနီတချောင်းဖြည့်ပြီးသွားပြီဆိုတော့ဒီကအနက်တချောင်း ဒီကအတူတူဆက်ဆွဲပါလို့ရတယ်နော်ဒါအတူတူဆက်ဆွဲပါလို့ရပြီဒါဆိုရင်ဒါအနက်တန်းအောင်အနက်တန်းပြီးရင်အောက်မှာအနီနှစ်တန်းရှိမယ်အဲ့အနီနှစ်တန်းကိုတစ်ခါတည်းထပ်ဖြည့်မယ်နော်အနီနှစ်တန်းထပ်ဖြည့်မယ်ဆိုတော့အနီနှစ်တန်းကဒီဟာရဲ့ကြားထဲမှာပဲဝင်ဖြည့်မှာဘာမှမထူးကြမ်းဘူးဒီတိုင်းလေးပဲဆက်ဖြည့်သွားလိုက်မယ်နော်ဒီတိုင်းလေးပဲဒီတိုင်းလေးဆက်ဖြည့်သွားမယ်ဆက်ဖြည့်သွားမယ်ပြီးသွားရင်အပြာတန်းတန်းလာပြီဒီအောက်ကိုတစ်ခုဆင်းဒီအောက်ကိုတစ်ခုဆင်းဆင်းပြီးတော့ဒီဟာလေးက1 2 3 4 5ခုနော် ဒီမှာ၅ခု၅ခုပြီးရင်အနီလေးကဒီလိုပဲတစ်ခုစီကျော်ပြီးတော့ဒီမှာ၁၂၃เนาะအဲ့ဒါလေးပြီးသွားရင်ဒီမှာအပြားလေးတစ်ခုထပ်လုပ်လိုက်ဒါဆိုရင်တို့တွေကပတုံးလေးကပတံလေးပြီးသွားပြီเนาะအဲ့ဒါလေးကိုပြီးရင်ဆက်ထိုးကြရအောင်ဒါဆိုရင်ဆက်ထိုးဖို့အတွက်ကိုဒါကပတုံးရကိုယ်လေးပေါ့เนาะအဲ့ဒါလေးကအဝါလေးလို့ရောဒါကတော့အောက်ခံလေးအောက်ခံလေးကတော့အစိမ်းလေးပေါ့เนาะပြီးရင်ဒါလေးကပါးလေးအတွက်ကအနီလေးနည်းနည်းလုံမယ်ပြီးရင်အတောင်ပံလေးအတွက်ကအနက်ကလေးတစ်လုံးလုံမယ် ပြီးရင်ဒီလိုမျိုး wallet တစ်လုံးလိုမယ်ပြီးရင်တို့ညှက်ထားတဲ့ကွက်ချက်ကလေးတစ်ခုလိုမယ်ပြီးလို့ရှိရင်ပြီးရင်ကတိတစ်ချောင်းလိုမယ်ကတိတစ်ချောင်းလိုမယ်ပြီးတော့ဒီလိုမျိုးအဲအက်ကလေးလိုမယ်ချုပ်ချုပ်အက်ကလေးလိုမယ်ပြီးရင်ကြီးချင်းလိုမယ်ပြီးသွားရင်ဒီကောင်လေးက 1.5mm အက်ကလေးတစ်ချောင်းလိုမယ်အဲပြီးသွားရင်ဟို wallet နဲ့တွဲချုပ်လို့ရှိရင်ဒီလိုမျိုးအချီပြောက်ကလေးလိုမယ်ဒါဆိုရင်တော့လိုအပ်တဲ့ပစ္စည်းဒါအကုန်ပါပဲเนาะ ဒါဆိုဒိုးလေးကဘလုံးလေးရအရင်စထုံးမယ်နော်ဘလုံးလေးရအရင်စထုံးဖို့ဆိုတော့ဆိုရင်အနက်ကလေးရအရင်စထုံးမယ်ပေါ့နော်အနက်ကလေးရအရင်စထုံးမယ်ဆိုတော့ကိုကဒီပေါ်ကပဲစထုံးထိုးဒီဘေးကပဲစထုံးထိုးအဆင်ပြေတယ်လို့ထိုးလို့ရတယ်နော်အခုဆိုရင်တော့ဘေးကပဲအရင်စထုံးလိုက်မယ်နော်ဘေးကပဲအရင်စထုံးမယ်ဆိုတော့ဒီနှစ်ခုလေးကိုအရင်ထိုးမယ်ပေါ့နော်အကွက်ကလေးကိုရီးပြီးတော့ကို့အနေထားနဲ့ကိုစမနေရလေးကိုတေချာမှတ်ပြီးမှစထုံးနော်ဒါကတော့အစနေရလေးပါရှီလေးကိုထိုးရင်းနဲ့တခါတည်းတိမ့်သွားမယ်နော်ဒီလိုပုံစံလေးနှစ်ခု ချီလေးကိုတစ်ခါတည်းတိမ့်ပါမယ်နော်အောက်ကချီလေးကိုဖွက်ပြီးတစ်ခါတည်းတိမ့်ပါမယ်ဒီလိုလေးနှစ်ခုရမယ်နော်နှစ်ခုရပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးပစောင်းလေးပြန်ပြီးခရော့လုပ်လို့ရတယ်ဒါခရော့ဒီလိုလေးရမယ်ဒါဆိုရင်ဘယ်နှစ်ခုကိုကဒီမှာဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီလိုမျိုးတဒန်းပြီးမှတဒန်းအခုအခုလေးပြန်ထိုးလဲရတယ်ပြီးသွားကမှခုတစောင်းတစောင်းလေးအကုန်လိုက်ထိုးပြီးကမှပြီးမှတချမ်းစီပြန်အုပ်လဲရတယ်เนาะအဲဆိုလို့ရှိရင်ခုနောက်ထပ်ဒီဘက်ဘေးက၄ခု အဲ့လေးကိုကူသွားမယ်နော်လေးခုခဏနော်ခုဆိုရင်ဒီမှာဒီလိုမျိုးလေးလေးခုရပြီနော်အဲ့လေးခုလေးရပြီဆိုရင်ခုနကတော့လိုပဲပြန်ပြီးတော့အဖူအဖူလေးလုပ်ခဲ့မယ်ဒီလိုပဲနော်ဒါဆိုရင်တဖူဒီမှာနှစ်ခုဒါနဲ့ဆိုရင်၃ခုဒါနဲ့ဆိုရင်၄ခုနော်အဲ့လိုလေးရတယ် ဲ့လိုလေးရတယ်ဆိုတော့ဒီမှာနှစ်တန်းပြီးပါပြီเนาะနောက်တန်းတန်းကြတော့လဲဒီလိုပဲအပေါ်ကိုတစ်ခုတက်မယ်အောက်ကတော့အတိပဲအဲ့ဆိုနောက်တန်းတန်းထပ်ယူမယ်နောက်တန်းတန်းထပ်ယူမယ်ဆိုတော့ဒီလိုပုံစံလေးသွားမယ်နောက်တန်းတန်းဒီလိုပုံစံလေးသွားမယ်เนาะဒီမှာအတိုင်းလေးပဲတချမ်းဆောင်လေးတချမ်းဆောင်လေးဒီဒီထိုးလာမယ်เนาะအတိုင်းလေးပေါ့เนาะခုဆိုရင်ဒီမှာ၅ခုเนาะ၅ခုဆိုတော့ဒီဟာလေးပေါ့ သုံးလမ်းမြောက်၅ခုအဲ့ဒါလေးကိုလည်းခုနကတည်းကလိုပဲအဖူအဖူလေးထပ်လုပ်ခဲ့မယ်နော်ဗီဒီယိုအရင်ရှင်းမှာဆိုလို့နော်ဒီဥစ္စာကဒီလိုပုံစံမျိုးလေးပြတယ်ဆိုလို့ရှင်းသိပြီနော်အဲဆိုရင်အတိုင်းလေးအဖူဖူလေးထပ်လုပ်လာခဲ့နော်ခုဆိုရင်ဒီဘက်သုံးလမ်းပြီးပြီပေါ့နော်သုံးလမ်းပြီးပြီဆိုတော့ဒီ၄တန်းကိုလည်းဒီလိုပဲ၄၄၅ခု၅ခုပြီးရင်တစ်ခုလျှော၄ခုအဲဆိုဒီနားလေးအထိဆက်ထိုးလိုက်မယ်နော်ဒီတိုင်းလေးပဲဒီနားလေးအထိထိုးလိုက်မယ်နော်ဒီနားလေးပြီးမှပြန်ဆုံးမယ်เนาะဒီလေးတန်းကလည်းခုနကတည်းကလိုပဲဒီလိုတစောင်းလေးလာပြီးမှပြန် crop မယ်เนาะ ကဲအခုဆိုရင်ဒီဟာလေးတချမ်းပြေးပါရနော်တချမ်းပြေးသွားရင်ကျွန်တော်ဒီဟာလေးကိုဆက်ထိုးမယ်အောက်ကိုဒီဒီထိပဲထိုးမယ်ဟိုဘက်ကမသွားသေးဘူးနော်၄ခု၄ခု၄ခုနှစ်ခုလေးအတိုင်းလေးပဲဆက်စင်လာခဲ့မယ်နော်ခုဆိုဒီမှာအတောင်ပံလေးကိုတချမ်းပါနော်တချမ်းလေးထိုးလာပြီအဲ့တချမ်းလေးထိုးလာတဲ့ဥစ္စာကိုခရော့လေးတွေပြန်အောင်မယ်ခရော့လေးတွေပြန်အောင်ပါနော်ခရော့လေးတွေပြန်အောင်လိုက်မယ် ူဆိုရင်ဒီလိုလေးပြီးပါပြီပေါ့နော်အဲ့ဒါဆိုတော့ဒီအတောင်မန်လေးပေါ့ဒီနားလေးပေါ့ဒီနားလေးတစ်ခွက်ပြီးပါတာနော်ဒီနားလေးပေါ့ဒီနားလေးပြီးပါတာအဲ့ဆိုရင်အခုတို့ဒီနားကအနီလေးတွေကိုလိုက်ဖြည့်လိုက်မယ်အနီလေးလိုက်ဖြည့်တဲ့ခါကျကြည့်ရတယ်လွဲသွားတာပေါ့နော်တကယ်လို့ကိုကအနီလိုက်မဖြည့်ချင်ဘူးဆိုလို့ရှိရင်လေဒီအနက်နေရာကိုဒီကနေဆက်ပြီးတော့ဒီဘက်ကချမ်းကိုဆက်ထိုးလို့ရရယ်နော်ဒါကတော့ကိုယ့်ရဲ့စိတ်ကြိုက်ကိုလွဲမဲ့ထင်ကိုမြဲမဲ့ထင်တဲ့နည်းကိုကိုသုံးလို့ရရယ်နော်အခုဆို ဒီဘလုံးလေးကအဝါရောင်လေးသုံးမှဖြစ်တဲ့အတွက်ဒီအနီမှတ်ထားတဲ့နေရာမှာဒီအဝါရောင်ချီလေးသုံးမယ်နော်။အဝါရောင်ချီလေးသုံးမယ်ဆိုတော့ဒီအောက်ကနေပြီးတော့စထိုးလာလိုက်မယ်နော်။ဒီမှာဆိုလို့ရှိရင်၄ခုရဲ့1 2 3 4 5 6 9နော်။ဒီအောက်၄ခုရဲ့ဒီဘေးမှာ9တန်းထိုးမယ်နော်။အဲဆိုတော့ဒီ၄ခုရဲ့ဒီအောက်ပေါ့နော်။9တန်းထိုးမယ်9ခု9ခု။အဲ့လိုပဲတချမ်းတောင်းလေး9ခုနော်ထိုးမယ်နော်။အခုဆို9ခုရပြီနော်။9ခုရပြီဆိုဒီဘက်ကို crop ပြန်မလိုက်နိုင်ဘူးနော်။ဒီအောက်ကိုပြန်ပြီးတော့ဆင်းမယ်။ ဆင်းမယ်ဆိုတော့ဒီအောက်ကတစ်ခုကျော်တစ်ခုကျော်ရဲ့ဒီဒေါင်းလေးကိုသုံးခုဆင်းထုံမယ်နော်ဒီမှာဒီမှာဒါရဲ့ဒီမှာတစောင်းတစောင်းဆိုတော့ဒီမှာပေါ့နော်အဲ့မှာသုံးခုထုံမယ်ပြီးမှပြန်ခရော့လာမယ်နော်နောက်မှဆိုဒီအောက်မှာဒီသုံးခုလေးကကြံကြံခဲ့မှာဆိုလို့တခါတည်းထိုးလာလိုက်မယ်ဒါဆိုဒီလိုမျိုးလေးရမယ်ဒီလိုမျိုးလေးရမယ်နော် အကြတာမှကိုကဒီမှာအဖူးပူလေးလေးပြန်လုပ်သွားမယ်နော်အပေါ်ထိပြန်ပြီးတော့ crop ပြန်လိုက်သွားမယ်နော်ခုဆိုဒီလိုလေးရပြီနော်ဒီလိုလေးရပြီဆိုရင်အပေါ်ကိုလည်းနောက်ထပ်ဒီလိုမျိုးခွနှစ်ခု2 4 6ခွနှစ်ခုနော်ဒီမှာနောက်ထပ်တစ်ဒဏ်ခွနှစ်ခုထပ်ထုံမယ်နော်ခုဆိုဒီလိုလေးရပြီနော်ဒီလိုလေးရပြီဆိုတော့သူကဒီလိုမျိုးလေးပေါ့ဒီတဒန်းနဲ့ဒီနှစ်ဒန်းနဲ့ပြီးပါတယ်နော်အဲ့မှာဒဒန်းကြော်မယ်ပြီးရင်ဒီဟာလေးရဲ့ဂျားတဲ့ကို9ခု2 4 5ခုနော် ဲ့ဒါလေးငါးခုထိုးမယ်ဒီဟာလေးရဲ့ကြားရတာပေါ့ငါးခုအဲ့လိုပဲခရော်လေးသွားမယ်နော်ခရော်လေးအရင်မသွားသေးဘူးလားဒီဇောင်းလေးအရင်သွားမယ်နော်ဒီဇောင်းလေးဒီဇောင်းလေးအရင်စသွားပါမယ်ဒါဆိုတစ်ချက်မချက်နော်အဲ့လိုမျိုးလေးနော် ါဆို5ခုเนาะ5ခုပြီးသွားရင်ဒီမှာခရော့လေးပြင်လိုက်မယ်เนาะခရော့လေးပြင်လိုက်မယ်5ခုစလုံးအဲ့လိုမျိုးခရော့ပြင်လိုက်လိုက်မယ်เนาะဒီမှာဒီလိုမျိုးလေးပေါ့အဲ့လိုမျိုးလေးခရော့ပြင်လိုက်မယ်ကိုဆိုဒီလိုလေးပြီးပါရင်နော်ဒီလိုလေးပြီးပါဆိုဒီအကြောင်းလေးပြီးပါတာအဲ့တော့ဒီအပေါ်ကြတော့အကုန်မလာဘူးအလဲကောင်မှာ30ချန်ထားရမယ်အဲ့တော့ဒီရာရဲ့ဘေးကိုတစ်ချက်နှစ်ချက်သုံးချက်သုံးချက်ပဲဝင်မှာနော်သုံးချက်ဝင်ပြီးဒီမှာ30ချန်ဒီမှာ30ချန်အဲ့ဒါလေးတစ်ချက်ပြပေးမယ်နော်အဲ့တော့သူကဒီလိုမျိုးလေးဝင်လိုက် လိုမျိုးလေးဝင်လိုက်မယ်ဒါဆိုဒီမှာတစ်ချက်နော်တစ်ချက်အဲအဲ့ဒါဒီဘက်ပြီးတော့၃ချက်နော်ဒီမှာနော်ဒီမှာ၃ခု၃ခုပြီးရင်အဲ့၃ခုကို crop ပြန်လိုက်မယ် crop ပြန်လိုက်မယ်နော်တစ်ချက်ဒီလိုပုံစံလေး၃ခုเนาะ၃ခုပြီးွားရင်ဒီမှာကထပ်ပြီးတော့ချားမှာเนาะချားခဲ့မှာ ဒါအတန်ကလေးထိုးရမှာပါဇက်နေရလေး1နှစ်3 3ခုပြီးရင်ဒီဘက်ဘေးကို3ခုအဲ့ဆိုတော့ဒီမှာ1နှစ်3 3ခုဆိုတော့ဒီမှာ4ခုမြောင်းနေရမှာထိုးမယ်4ခုမြောင်းနေရမှာနောက်ထပ်ဒီလိုမျိုးလေး3ခုထိုးမယ်နော်ကိုဆိုရင်ဒီလိုပုံစံလေးရပါပြီအဲ့တော့ဒီပေါ်နောက်ထပ်တစ်ထပ်ထပ်တက်မယ်ပေါ့နော်ဒီမှာ၃ခုဆိုတော့ဒီမှာကဒီအပေါ်ရဲ့တက်တဲ့ဝမသွားဘူးဒီတောင်းမှာခုနကြော်ခဲ့တဲ့အပေါ်၃ခုနေရာလေးအရင်ထိုးလိုက်မယ်နော်ဒီလိုပုံစံလေးရပြီနော်၃၃ပြီးသွားရင်ဒီမှာကတစ်ခုကြော်မယ်နောက်ထပ်၃ခု အဲ့တော့ဒီမှာကသုံးပြီးသွားပြီနောက်ထပ် တစ်ခုကြော်မယ်ဒီမှာသုံးเนาะဒီလိုလေးအဲ့ငါကသုံးခုထပ်ထိုးမယ်เนาะအခုဆိုဒီလိုလေးရပြီเนาะဒီလိုလေးရပြီဆိုရင်ဒီဟာလေးကိုလည်းတစ်ခုကြော်နောက်ထပ်သုံးခုဆက်ထိုးမယ်เนาะနောက်ထပ်သုံးခုဆက်ထိုးမယ်ဒီမှာဒီဒါလေးတွေကကြော်ကြော်ပြည့်တယ်ဆိုတာဗီဒီယိုအရင်ရှည်မှာဆိုလို့เนาะဒါတွေကဘာမှမထူးဆန်းဘူးတစ်စောင်းတစ်စောင်းဆိုတစ်စောင်းတစ်စောင်းအဲ့လိုလေးတွားเนาะဒါဆိုအခုတစ်စောင်းလေးတွားမှာပြီးရင် crawl လေးပြန်အုပ်လာခဲ့เนาะသုံးခု ုဆိုတို့တွေထိုးတာဒီတန်းပြီးဝိုင်းเนาะဒီတန်းပြီးဝိုင်းဆိုဒီအပေါ်တန်းကိုတက်မယ်ဒီပေါ်တန်းကိုတက်ဖို့အတွက်ကဒီအဝါရောင်ချီလေးရ1 2 3 4 5 5ခုထိုးရမယ်เนาะအဲ့ဒီ5ခုလေးရပြန်ဝင်မယ်เนาะ5 5ပြီးသွားရင်2ခုကျော်ပြီးတော့2ခုကိုထိုးမယ်ဒီလိုပေါ့2ခုကျော်ပြီးတော့2ခုကိုထိုးမယ်ဒီလိုရမယ်เนาะအဲ့လိုပဲဒီဘက်ကြာလို့ရှိရင်လည်းပြန်အုပ်လာပြီးနှစ်ခုကြော်ပြီးတစ်ခုမှထိုးမယ်အဲ့တော့ဒီတံတန်းကိုဖြောက်လိုက်တော့မှာနော် ဆိုရင်ဒီလိုလေးပြီးပြီเนาะဒီလိုလေးပြီးပြီဆိုတော့ဒီမှာနှစ်ခွကျော်ဒီတန်းကိုရောက်ပြီခုဆိုဒီတန်းရောက်ပြီအဲ့တော့ဒီအပေါ်ကိုနှစ်ခွတက်မယ်နှစ်ခွကျော်မယ်ဒီမှာ၅ခုရှိမယ်ပြီးရင်နှစ်ခွကျော်ပြီးတော့ဒီကိုအတိုင်းလေးပဲနောက်တန်းလည်းဆက်ထိုးသွားမယ်เนาะအဲဆိုတို့တွေခုထိုးလာတာဒီတန်းကိုရောက်သွားပြီเนาะဒီတန်းအထိပြီးသွားပြီဆိုတော့ဒီအပေါ်တန်းကိုဆက်တက်မယ်၄ခု၄ခုပြီးရင်တစ်ခွကျော်မယ်၃ခု၃ခုပြီးရင်တစ်ခွကျော်မယ်၄ခုအတိုင်းသွားမယ်เนาะအဲဆိုတော့ဒုတ်ခုဒီတန်းကိုရောက်ပြီ၄ခု ဟုတ်တယ်လေးကူတစ်ခုကျော်သုံးကူသုံးကူပြီးတစ်ခုကျော်လေးကူအဲ့လိုဆက်ထိုးသွားမယ်နော်ခုစုပြီးသွားပြီနော်ခုစုပြီးသွားပြီဆိုတော့ဒီအပေါ်တန်းရောက်ပြီဆိုလို့ရှိရင်ဘယ်ဝိုးမှမချတော့ဘူးနော်ဒီအဆုံးထိထိုးသွားလိုက်တော့မယ်ဒီအဆုံးထိဒီဘက်ဒီဘက်ထိတ်ခဲ့ဒီအပေါ်ရယ်ဒီဘက်ထိတ်ခဲ့ဒီအပေါ်ကနေပြီးတော့တောက်ချောက်ဘာမှမချတရမလို့တော့ဘူးတောက်ချောက်အဝါကိုတချမ်းစာအောင်အရင်ဆုံးထိုးသွားလိုက်တော့ရပြီနော်ဒီအပေါ်ပိုင်းကတော့ဟိုမျက်လုံးနေရာတို့ပါးစပ်နေရာတို့ချမ်းစရာမလို့တော့ဘူးပေါ့နော် ါဆိုအတိုင်းလေးတချမ်းသောင်းလေးဆက်ထိုးသွားနော်ခုဆိုထိုးလာလိုက်တာဒီ၃နံပြီးပါပြီနော်ဒီ၃နံဒီတိပြီးပါပြီအဲဆိုလို့ရှိရင်ဒီအပေါ်မှာကြာတော့ကြော်စရာလည်းမရှိတော့ဘူးဆိုတော့ဒီမှာတန်းနှစ်တန်းသုံးတန်းလေးတန်းအဲ့ဒီဥစ္စာကိုဒီပေါ်တစ်ထက်တက်ဒီပေါ်တစ်ထက်တက်ပြီးတော့တက်တဲ့ဥစ္စာလေးတွေကိုဒီအထည်ကိုထိုးသွားလိုက်တော့မယ်နော်ခုဆိုဒီလိုအဝါလေးပြီးပါပြီနော်အဝါလေးပြီးသွားပြီဆိုရင်ဒီလေးခုနဲ့ဒီလေးခုလေးကိုမှအနီလေးထည့်မယ်အနီလေးထည့်မယ်နော် ဒါဆိုရင်ဘရုံးကရုပ်လုံးလေးပေါ်တော့မှာနော်ဘရုံးရုပ်လုံးလေးပေါ်တော့မယ်ဘရုံးကဒီလိုလေးနော် ုမျက်လုံးလေးလေးကိုအဲဆိုခရော့လေးလိုက်အုပ်လိုက်မယ်နော်ကိုဆိုပါးလေးတစ်ဖက်ပြီးပါ යි နော်အဲဆိုဒီဘက်ကိုခြေသားလေးကိုဟိုဘာမလုပ်ဘူးနော်ဖြတ်မခဲဘူးနော်ဒီဘက်ကိုကြော်ယူလိုက်ကြော်ယူပြီးတော့ခုနကတော့လိုပဲတချမ်းတောင်းလေးဒီလေးကိုထိုးထည့်လိုက်မယ်နော်ဒီလိုလေးရပြီနော်အဲ့လိုလေးရပြီဆိုလို့ရှိရင်ပြန်ပြီးတော့အကြရမှာခရော့လိုက်မယ်ဒီမျိုးလေးပြီးပါပြီเนาะဒါအကြကမှဒီဘက်မှာလှည့်ပြီးတော့အဆုံးသတ်မယ် တင်းတင်းလေးဆိုနော်ဆောင်းပါစေဒီမှာဒီလိုမျိုးညလိုက်ညက်ပြီးသွားရင်ဒီလိုမျိုးမီးလေးနဲ့ဒီလိုလေးနော်အဲ့လိုလေးအဆုံးသက်တာအဲ့ကြတော့မှဒီအညီလေးပြီးသွားပြီအဲ့ဆိုလို့ရှိရင်မျက်လုံးနဲ့ဒီပါဇက်ကလေးကိုအနကလေးပြန်ဝင်ကုန်မယ်နော်ဆိုမျက်လုံးလေးနှလုံးထိုင်မယ်ပေါ့နော်ဒီနေရာကြလို့ရှိလို့ရှိရင်ပြောစရာလေးတခုရှိတာလေတန်းပြီးတော့ crop ပြန်အောင်ပါနော်နောက်တနေရာကိုပြန်လာဖို့မလွယ်ဘူးလေ तू ကနော်အဲ့လိုမျိုးဆိုလို့ရှိရင်တန်းပြီးတော့ဒီလိုမျိုးတစ်ချက်လှုပ်လိုက်ဒီလိုမျိုးတစ်ချက်တစ်ချက်တစ်ဆောင်းလေးပြီးသွားတာနဲ့ဒီလိုတစ်ချက်ပြန်ဝင်လိုက်နော် အပြီးထိုးသွားလိုက်ကွာနောက်တစ်ခါဒီတစ်ဘက်ပြန်မလာလာဖို့အဆင်မပြေဘူးလေဒါကြားထဲမှာတစ်ခုကိုလာလာထိုးပေးရမှာဆိုတော့ဒါမှဒီလိုမျိုးနော်အဲဒီဘက်ကလည်းဒီလိုပဲဒီအစာလေးကိုဖိထားနော်အစာလောက်တဲ့အစာလေးကိုဖိထားပြီးသွားရင်ဒီမှာနောက်တစ်ခုကိုလည်းဒီလိုမျိုးလေးဝင်ပြီးတော့တစ်ခါလဲခရော့လောက်ခဲ့မယ်နော်ပထမအတန်းဒီလိုမျိုးလေးပြန်ပြီးတော့မဆောင်တော့ဘူးကနာတစ်ခုစီပဲလာထိုးရတာဆိုတော့ဒီလိုလေးပေါ့ဒါဆိုရင်တို့ရဲ့ပဒုံးလေးကမနေ့အသက်ဝင်လာပြီနော်မျိုးလုံးလေးနှစ်ခုပြီးသွားပြီအောက်ကိုခုနကတော့လိုပဲ ဆင်းလာမယ်နော်ခုနဒီအနီလေးလိုပဲမဖြတ်ဘူးခြေစောက်ကိုမဖြတ်ဘူးဒီအောက်ကိုဆက်ဆင်းလာကြမယ်ဆက်ဆင်းလာကြမယ်ဆိုတော့ဒီဟာလေးကဒီဇောင်းလေးနော်ဒီမှာဒီမှာကျန်တဲ့ဂျားထဲမှာသုံးခုနဲ့ဘေးနှစ်ဖက်မှာနှစ်ခုအဲ့ဒါလေးကိုဒီဇောင်းလေးသွားမယ်နော်ဆိုဆိုဒီလိုလေးရပြီပေါ့နော်ဒီလိုလေးရပြီဆိုတာမှပြန်ပြီးတော့ခရော့လို့ရရယ်နော်ခရော့လိုက်တော့မယ်ဒါဆိုတော့ဒီလိုလေးပုံမှန်အတိုင်းလေးပဲဒီတစ်ပေါက်ချင်းခရော့လိုက်သွားမယ်ပုံမှန်အတိုင်းလေးပဲတစ်ပေါက်ချင်းခရော့လိုက်သွားမယ် အခုဆိုဒီလိုလေးရပြီနော်ဒီလိုလေးရပြီဆိုဒီကောချက်ကိုတစ်ချက်ပြန်ကြည့်လိုက်ခုအနက်ကလေးတွေထပ်ဝင်ရမယ်လမ်းကြောင်းတွေရှိသေးတယ်နော်ဒီမှာဒီမှာဆိုလဲလှုပ်ခဲတယ်ဒီလမ်းကြောင်းတစ်ချောင်းအနက်ဝင်ရမှာနော်အဲ့တော့ဒီအောက်ကိုပဲဆင်းလိုက်တော့မယ်ဆင်းပြီးတော့ဒီထိသွားသွားပြီးတော့ဒီအောက်ကိုဆက်ထိုးလာခဲ့မယ်ဒါမှမဟုတ်ရင်ဒီဘဘေးကိုအရင်သွားလို့ရရယ်နော်ဒါကတော့ကိုယ့်ရဲ့စိတ်ကြဒီဘဘေးကလည်းပထမလိုပဲအခုဆိုဒီကနေဆင်းလာမယ်ဆိုရင်ဒီကိုသွားမယ်ပေါ့နော်ဒီကိုသွားမယ်ဒီတန်းကိုသွားမယ်နော်ဒီကနေဆင်းလာမှာဆိုတော့ဒီမှာကြိုးစားဒီမှာဆိုတော့ तू နဲ့အနီးဆုံးကဒီမှာဒါမှမဟုတ်ရင်လည်း तू ကဒီမှာအနီးဆုံးဆိုတော့ तू ဒီဘက်ကိုသွားပြီးတော့ထိုးလဲရတယ်ဒီဘက်ကိုအရင်ထိုးလိုက်တယ်ရတယ်နော်အဲ့ဆိုတော့ ဒီဘက်ကိုအရင်ထိုးလိုက်မယ်နော်ဒီဘက်နဲ့လည်းနှီးတော့ဒီဘက်ကိုအရင်ထိုးမယ်ဆိုတော့မပြတော့ဘူးဒီဘက်အရင်ထိုးတာဒီဘက်ကထိုးတဲ့အတိုင်းပဲထိုးလာခဲ့လိုက်နော်ပြီးမှဒီအောက်ရောက်ကမှပြန်တွေ့ပြီမယ်နော်ဆိုရင်ဒီနားကိုရောက်ပြီပေါ့နော်ဒီတန်းကိုတော့တစောင်းလေးထိုးလာခဲ့လိုက်ပြီနော်ဒီတန်းကိုတော့တစောင်းလေးထိုးလာခဲ့ပြီဆိုတော့ဒီအောက်ကိုဆင်းရမှာနော်ဒီအောက်မှာဒီတန်းနဲ့နောက်မှသူကြံခဲ့မှာအဲ့မှာဘယ်နှခုလဲဆိုတော့2 4 5ခုနော်ဒီလိုမျိုးတစောင်းလေး5ခုညနာမလဲမစိုးလို့ဒါပဲလာလာပြန်ပြပြီလာနော်အမှန်လေအဲ့လောက်ရှင်းပြလို့ရှိရင်အကုန်လုံးသဘောပေါက်တော့တယ်ဒါဆိုလွယ်တယ်လွယ်တယ်ဒီဟာလေးတွေက သူကသူကဒီနားမှာ၅ခုဆို၅ခုဝင်လာလိုက်ရုံပဲအကြောင်းရေအတွက်တော့မမားစီနေပါတော့အဖူအဖူလေးတွေကိုသေချာကြီးတဒမ်းမီတဒမ်းပြန်စေရီရမှာမပြင်းနဲ့ကိုတော်တခါကြီးကြာရင်တခုတလေကြံခဲ့ရင်ပါတော့အဝေးပြန်ဖြစ်ရမှာဆိုလို့အဲဆိုလို့ချင်းဒီဟာလေးကိုပြန်ပြီးတော့ crop ပြန်အုပ်လိုက်မယ်เนาะဒီနားရောက်လို့ရှိရင်စုံပြီเนาะအဲဆိုလို့ချင်းလောလောဆယ်တော့ဟိုပါပေါ့ဗဒုံဗဒုံကရုံလေးတော့ရိုက်ပါတော့ဗဒုံလေးကအပေါ်ကဟာလေးပဲလိုတော့တယ်အဲဆိုတော့ဒီဟာလေးကိုဝေးတီတီ crop ပြန်အုပ်မယ်ပြီးမှပြန်တွေ့မယ်เนาะကဲဒါဆိုရင်အောက်ပိုင်းအကုန်လုံးဝ complete เนาะပြီးသွားပြီ ဒီဟာလေးတွေပါဆက်ထိုးလာလိုက်တာပြီးသွားပြီဒါဆိုနှမောင်းနေရာလေးထိုးမယ်နော်နှမောင်းနေရာလေးထိုးမယ်ဆိုတော့အပေါ်ဆုံးကြကြရဲအပေါ်ဆုံးဒီထိုက်ကလေးကနေ၃ခုတက်မယ်နော်ဟောကျွတ်ကျွတ်သွားလဲအပေါ်ဆုံးကထိုက်ကလေးကနေ၃ခုတက်မယ်ဒီခြေသားလေးတွေကိုဖွက်ဖွက်လိုက်ခဲ့နော်အထိုက်ထဲကိုထည့်ပြီးတော့တဲ့နဲဒီလိုမျိုးလေး၃ခု၃ခု၃ခုပြီးရင်ဒီဘေးဘက်ကိုတစ်စောင်းတက်မယ် အဲ့ဒီမှာက၄ခုတဲ့နဲဒီလိုနှစ်ခုနှစ်ခုစီအတုံးလေးဖြစ်အောင်လုပ်မှာနော်ဒီမှာ၄ခုဒီလိုပုံလေးရပါတယ်ဖြစ်ရမှာနော်ဒီမှာဒီလိုလေး၄ခုနော်အဲ့ကြကမှာ cross လိုက်ပြီးတော့ဒီအောက်ကိုပြန်ဆင်းလာခဲ့မယ်နော်ပြီးရင်ဒီဘက်ကိုနှစ်ခုကြော်ပြီး၃ခုမြောင်းမှာတစ်ချက်နှစ်ခုကြော်မယ်၃ခုမြောင်းမှာတစ်ချက်တစ်ချက်ပြီးရင်ဒီဒီဇိုင်းလေးမှာတစ်ချက် နောက်ထပ်ဒီဇောင်းလေးမှာတစ်ချက်သုံးချက်သုံးချက်ပြီးသွားရင်ဒီလိုဒီဇောင်းလေးတွေတက်မယ်နော်ဒီဇောင်းလေးမှာသုံးချက်သုံးချက်ပြီးရင်အဲဘေးကိုနှစ်ခုအပေါ်ကိုနှစ်ခုဘေးကိုနှစ်ခုအပေါ်ကိုနှစ်ခုနော်အပေါ်ကိုနှစ်ခုဒါဆိုရင်ဒီဟာလေးကိုပြန်ပြီးတော့ crop ပြန်လိုက်မယ်နော် crop ပြန်လိုက်မယ် crop ပြန်လိုက်လိုက်မယ်ဒါဆိုတို့ရဲ့ဗတုံးလေးကလုံးဝပြီးဆုံးသွားပြီနော်ဒီလိုပုံလေးရမယ် င်းတို့ပုံပြီးရပါမယ်အဲ့ဆိုဗရုံးလေးပြီးပါပြီနော်ဗရုံးလေးပြီးပါပြီဆိုတော့အောက်မှာအသေးပုံလေးထိုးမယ်နော်အသေးပုံလေးကတော့ပထမဟာလေးနဲ့အတူတူပဲမို့လို့အသေးပုံထိုးတဲ့ဥစ္စာလေးကိုမပြတော့ဘူးကြော်လိုက်တော့မယ်ပြီးသွားရင်ဒီဘန်ကုတ်ကတာလေးတစ်ချက်ပြမယ်နော်ဘန်ကုတ်ကတာလေးတစ်ချက်ပြမယ်အခုဆိုရင်ဒီကော့ချက်ကိုဘေးကလိုက်ပြီးတော့ကုတ်မယ်နော် ဗီဒီယိုလိုက်ကုန်မယ်ဆိုတော့ဒီထောင်ကြကြအပေါက်ထဲမှာပထမ80ဖန်တီးသလိုပဲတပောက်ကိုနှစ်ချက်ထိုးမယ်ဘူးဆိုတစ်ချက်ရပါပြီဒီလိုဆိုရင်နှစ်ချက်နောက်ဒီဘက်ဗီယာအပေါက်ကိုလည်းနှစ်ချက်တစ်ချက်အမှန်တော့ထက်ဒီလိုမျိုးလေး တစ်ချက်နှစ်ချက်နော်အဲဆိုရင်ဒီဘက်ဘေးလေးတွေကိုတစ်ပေါက်တစ်ချက်တစ်ပေါက်တစ်ချက်လေးပဲပုံမှန်အတိုင်းပဲဆက်သွားမယ်နော်ဒီနေရာမှာဟိုကိုကတခြားအယောင်သုံးလဲရတယ်နော်ကိုကအစိမ့်သုံးလို့အစိမ့်လိုက်သုံးစရာမလိုပါဘူးတစ်ပေါက်တစ်ချက်တစ်ပေါက်တစ်ချက်နဲ့အဆုံးထိထိုးသွားမယ်နော်အဆုံးထိထိုးသွားမယ် ဒီနားရောက်ချင်းတစ်ချက်ပြန်ပြပေးမယ်နော်ဒီနားမှာအစသိန်းနာလေးကိုတစ်ချက်ပြန်ပြပြပေးမယ်ဒါမှရှေ့ဗီဒီယိုလေးနဲ့တော့အတူတူပဲဒါပေမဲ့ပြန်ပြပေးမယ်နော်အခုဆိုရင်ဒီနောက်ဆုံးအဆုံးတက်တဲ့နားလေးရောက်ပြီပေါ့နော်အဲ့ဒါဆိုရင်အချီလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်လိုက်မယ်ဖြတ်ပြီးသားရင်ဒီထိတ်ကလေးကိုမီးလေးနည်းနည်းပေးမယ်နော်မီးလေးနည်းနည်းပေးမယ်ပြီးရင်အကလေးလေးကိုထည့်မယ်ဒီလိုဆိုရင်ဒီပုံစံလေးပေါ့နော်ဟောမာလို့ sorry ဒီမှာဒီဥစ္စာလေးကိုဆွဲထုတ်အောင်ပုံစံလေးဆွဲထုတ်အောင် ညှိပါပြီးစပြီးတော့ဒီလိုလေးပါနော်ဒီလိုလေးရမယ်အကြကမှာဒီနောက်ဆုံးခြီဝင်ခဲ့တဲ့ဒီအရင်ဆုံးကအပတ်ကိုဒီမှာပြန်ပြီးတော့နှစ်ခုစလုံးဒီဖုံမိပုံစံလေးနှစ်ခုစလုံးနဲ့ကိုဝင်လိုက်မယ်ဝင်ပြီးရင်ဆွဲထုတ်မယ်တင်းတင်းလေးဆွဲမယ်နော်ပြီးပါရင်ဒီမှာနောက်ဆုံးပတ်ကလေးနော်အဲ့ဒီအပတ်ကလေးကိုဒီလိုမျိုးလေးအောက်ကလေးပါပါအောင်ဝင်လိုက်မယ်နော်ဒီလိုပုံစံလေးရမယ်အကြတော့မှဒီလိုမျိုးလေးဆွဲလိုက် ဒါဆိုရင်အကုန်လုံးကဖုံပြီးပုံစံလေးတွေဖြစ်သွားပြီ။အဲကြဓမ္မဒီကြံတဲ့ချီလေးတွေကိုဒီအောက်ပြီးပက်ပက်လေးကိုပတ်ထိုးလိုက်မယ်။ပြီးတော့ဒီတပြင်းလုံးကိုအာတို့ကတော့အစိမ့်နေထိုးမယ်ပေါ့နော်။ကြံတဲ့လူတွေကကြံတဲ့အယောင်ကြိုက်တဲ့ပုံစံထိုးလို့ရပါတယ်။ဒါဆိုရင်အစိမ့်အပြည့်ဖြစ်ခါမှာကော့ချက်နဲ့ဟိုဝေါ်လက်နဲ့တွဲတဲ့နေရာကြကမှာပဲပြန်ပြတော့မယ်နော်။ခုဆိုရင်တော့ဒီမှာနော်ကော့ချက်ကလေးအပြည့်ဖြည့်ပြီးသွားပြီ။ဒီနောက်တွေကိုလည်းဒီချုပ်ရိုးချုပ်ထားတဲ့အစာတွေပါတယ်ရှိလို့ရှင်တခါလေးညှက်ညှက်ပြီးသွားရင်တတိတတက်ကလေးဖြစ်အောင်မီးလေးပြပြီးတော့ပိတ်ပလိုက်နော်။မီးလေးနဲ့ ဲ့လိုမျိုးကပ်ပစ်ပေါ့နော်ဒီလိုမျိုးလေးတွေကပ်ပစ်အတားအားလည်းမတို့ပြင်းနဲ့ပေါ့နော်အဲဆိုလို့ရှိရင်ခုဟောလက်ကလေးနဲ့တွဲချုံမယ်နော်ဟောလက်ကလေးနဲ့တွဲချုံဖို့အတွက်အရင်ဆုံးဒီလိုမျိုးနေရာချမယ်နေရာချမယ်ဆိုတော့ဟောလက်ကလေးကိုဟိုဘက်ထိပ်ဒီဘက်ထိပ်အရင်ချချပြီးသွားရင်ဒီဘက်လည်းဒီလိုပဲဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုညီအောင်ညှိနော်ဒါဆိုရင်ဒီလိုလေးရမယ်ကို့မှာကဟိုဒီလိုမျိုးကလေးကလေးတွေမရှိဘူးဆိုလို့ရှိရင်ဒီလိုတစ်ဖက်ဒီလိုတစ်ဖက်ကိုအရင်တော့ နှစ်ဖက်တော့နှစ်ဖက်တော့ပြီးွားရင်ဒီလိုတစ်ဖက်ဒီလိုတစ်ဖက်ကိုအရင်တော့နှစ်ဖက်လေးဘက်လေးလံတလုံးဒေါင်းလေးဒီမှာအရင်တော့တုတ်ပြီးကမှာအလဲကောင်လေးတွေလိုက်ထိုးဂဲလုကုတ်မှာဒီလိုမျိုးလေးရှိတယ်ဆိုရင်တော့နေရာကိုအတိအကျလေးချပြီးကမှာထိုးလိုက်ရတယ်နော်အဲဆိုဒီဟာလေးညှက်လိုက်အောင်ပါနော်ခုဆိုရင်တော့ဒီလိုမျိုးလေးတုတ်ပြီးွားရင်နော်အဲကြလို့ရှိရင် ကိုကြိုက်တဲ့နေရာလေးကနေစထုတ်လို့ရတယ်နော်ကိုမှဒီလိုမျိုးတန်ညက်ကလေးမရှိရင်လည်းဒီလိုမျိုးကော်ညက်တော့တချို့အိမ်တွေပါတယ်ညက်ပြီးတော့လှမ်းတဲ့ဥစ္စာမှလေးသုံးတဲ့ဒီလိုမျိုးကော်ညက်ကလေးလည်းရရနော်ကြိုက်တဲ့ဥစ္စာကိုသုံးလို့ရပါတယ်အဲဆိုလို့ရစပြီးတွဲမယ်နော်စပြီးတွဲဖို့အတွက်ကိုဒီအချီပြောက်ကလေးရှိရင်တော့ပိုကောင်းတယ်နော်တကယ်လို့အချီပြောက်မရှိဘူးဆိုရင်လည်းကိုအယောင်အယမ်းမပေါ်မဲ့အယောင်မျိုးကိုရှားပြီးတော့တွဲပေါ့နော်ထောင်းနေရာလေးတွေကြရင်တေချာခိုင်အောင်တော့မယ်နော် တခုနဲ့တခုနဲ့ကိုအကျဲကြီးမသွားဘူးဒီလိုပုံလေးပေါ့အတိုင်းလေးထိုးသွားမယ်နော်တပတ်လေလုံးအဲ့လိုမျိုးလေးနည်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 းစီတွဲသွားမယ်နော်ဒါဆိုရင်ပြီးမှပဲပြန်ပြရအောင်မယ် ဒီလိုလေးပေါ့နော်အဲ့လိုမျိုးလေးစီစီလေးဖြစ်အောင်လို့တွဲနော်အဲဆိုပတ်ပတ်လဲအတိုင်းလေးပဲတွဲသွားမယ်နော်တပတ်လဲလုံးခုဆိုရင်တို့တွေဗလုံးအိတ်ကလေးကလှလှပပလေးနဲ့အောင်မြင်စွာပြီးဆုံးသွားပါပြီနော်ဒီလိုကုန်လေးနော်ဒီလိုလေးရပါမယ်လေရလေးလေးတတိတတကလေးဖြစ်အောင်ကိုကိုကိုဘယူဆိုင်လေးကြည့်ထူပါเนาะပြီးတော့ပြီးတော့ထိုးပြီးသွားလို့ရှိရင်လည်းအင်ဇာလာပြပေးပါအောင်เนาะအင်ဇာလေးကို Telegram ရဲ့ချက်ပေါက်မှာပဲဖြစ်ဖြစ် ဲ TikTok ရဲ့ချက်ပေါက်မှာပဲဖြစ်ဖြစ်လာပြီးတော့အင်စာပြလို့ရပါတယ်เนาะအဲ group ထဲမှာမပြခြင်းလဲအဲအပြင်ကအပြင်မှာလာပြီးပြလို့ရတယ်တကယ်လို့ group ထဲမှာပြလဲရတယ်เนาะကဲအားလုံးပဲအဆင်ပြေကြပါစေရှင်